ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိတ်ထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်ဝေမပါစေ2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက် ။တနေ့တောင်ဟောဇရန်ဖြစ်ပါတယ်။ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာသာသမီအောက်လက်နေသားတဦးအတွက်တယောက်အတွက်ကိုဒီနေ့မှာတော်တော်လေးကိုစိတ်ရှုပ်ရတာစိတ်ညစ်ရတာစိတ်တော်ကတွေတော်တော်ကြုံရတတ်တယ်။အလုံးနဲ့ပတ်သက်ပြီးသွားရင်အလုံးနေရာတိုင်ငင်းနဲ့ပတ်သက်ပြီးသွားရင်လည်းကောင်းတဲ့ကောင်းသောအပြောင်းအလဲတွေနဲ့ဒီနေ့မှကြုံရတတ်တဲ့အခြေအမှလည်းဒီနေ့မှ ဝေးလေကောင်းလေဖြစ်နေတဲ့တဲ့ကျမရဲ့အနေနဲ့သတိထားနော်မတော်တဆတိခြေထောက်ဒီပါဒီမှာတိကတန်ရရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့၃နဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့အနက်နက်ပြာရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအရှိဘုရားမှာပဲကိ၃ခုကလူပေးရမှာဖြစ်ပါတယ်ရှင်